စိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနီးမှလမ်းမှ မဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတုံးစိတ်တွေဘာကြောင့်ပင်ပန်းတာတုံးကိုယ့်ရဲ့စိတ်ကနီးမှလမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတာတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာ ဘာပြောတာတော့ဆွဲမဲ့မှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျင်နဲ့မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကို မသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထန်းနေလို့ပြောတယ်အလိုရမက်တွေတိတ်ကြီးလာရင် စိတ်ကရိုင်းနေပေါ့နော်မကျင်နဲ့မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တိုမှုတွေ ဒါတွေဖြစ်လာလို့ရှိရင်ဘုံတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတတိချာချာစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကအပြောတွေကလည်းရိုင်းလာတယ်ကာယကအပြုအမူတွေကလည်းရိုင်းလာတယ်ဒါပေမဲ့ဘုံတို့တွေကကာယကမှုဝစီကမှုတွေရိုင်းလာမှအော်ဒီလူတော်တော်ရိုင်းမှလားလို့သိရနော်အဲ့ဒီရိုင်းဆိုင်မှုရဲ့ နောက်ွယ်ကနေကြိုးကန်ပြီးတော့အထက်ကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုံဘုံတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုံဘုံတို့တွေကလူချင်းမမိုးเสียအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုယာကားမဖြစ်အောင်ဆုံးမပေးဟုတ်လားမကျင်တတ်เสียအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမပေးမေတ္တာဖြစ်အောင်နော် ဘလို့အာယုံနဲ့ပဲတွေ့တွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါစူးစမ်းမဟဲ့ဒါစိတ်ကိုဆုံးမအဲ့ဒီလိုမျိုးအာလောဘတက်တည်းအဒေါသဆိုတဲ့မေတ္တာတက်တည်းအာမောဟဆိုတဲ့ပညာတက်တည်းဘုံတို့တန်တာမှာဖြစ်အောင်လှုပ်တာကိုဒါစိတ်ကို ဆုံးမလေလို့ခေါ်တယ်ဒီနေ့အဖြစ်ယာရင်နေတဲ့စိတ်ကိုယဉ်ကျေးအောင်လှုပ်လိုက်တာချမ်းနေတဲ့စိတ်ကိုနုညံ့အောင်စူးစမ်းတာပေါ့အဲ့ဒီလိုစူးစမ်းနိုင်တာနဲ့မြတ်ဘုံတို့ရဲ့စိတ်ဟာ ဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီးတော့ချမ်းသာမှုရတယ်။ဒါမြတ်စွာဘုရားကအတ္တိအလင်းစိတ်ကိုစုံမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်။ဘုန်းတို့ဓမ္မပဒပါဠိတော်စိတ္တဝတ္ထေမှာဒုံနိဂဟတလဟုနောယထာကာမနိပါတိနောစိတ္တတဓမ္မထောတာတုစိတ္တံတန်တံဒုက္ခဝဟ။နော်တချို့ဒီကဒါလေးရလိမ့်မယ်နော်။ဒုံနိဂဟတနှိမ့်နှင်းမှုရခဲရင်သော လဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထာကမနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်း၌ကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရား၃မျိုးပြောတယ်။စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်၊ဆုံးမဖို့ခက်တယ်။အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်။ရောက်ခြင်းတဲ့နေရာကိုစီးမရှိကမ်းမရှိရောက်သွားတတ်တဲ့သဘောလည်းရှိတယ်။ နှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့ तू ကကောင်းနိုင်ပေါ်ရမရှိခက်ခဲပေမလို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုစုံမမယ်ရင်ကြီးအောင် လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမ်းမှာစုံမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တသက်ဓမ္မထောတာတုနော်စိတ်ကိုစုံမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟန် တန်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်တည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဒါပဲเนาะအဓိကချက်ကဒီဃာထာလေးကိုအချမ်းမြင်လေးကိုယ်စိတ်ထဲမှာအတိပဲကို ပိုင်ပိုင်နိုင်နိုင်ဂျုံမိငုံမိနားလည်နိုင်ရစိတ်ဆိုတာနှိမ်နှင်းမှုခက်တဲ့အလွန်မြန်ဆန်တဲ့သဘောရှိတဲ့ရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်။အဲ့ဒီလိုစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်။ဘာကြောင့်လဲ။ ဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့အဲ့ဘုံဘုံတို့လိုလားတောင်းတတဲ့ချမ်းသာဒုက္ခကိုရကျင်နေဆိုလို့ရှိရင်ကိုယ့်ရဲ့ကြံထမ်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမလမှာမလုပ်ကြမလို့ဆုံးမကြရမယ်ပေါ့ဒီကတာလေးကိုဘာကြောင့်မြတ်စွာဘုရားဟောသလဲလူတိုင်းကြားဖို့ရတယ်မြတ်စွာဘုရားလက်ထက်ကမာတိကမာတာဆိုတကမာကြီးသူနေတဲ့ရွာကိုယဟန်တော်၆ကျိတ် တရားလာပြီးတော့အထုတ်ကြအဲ့ဒါကမှရပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူဒန်းပြီးတော့နေတာနောက်တော့ယဟန်တော်တွေပေးတဲ့တရားကို तू ကအထုတ်ပြီးတော့ယဟန်တော်တွေအရင် तू ကတရားတို့တရားမြတ်ကိုရတယ်တရားတို့တရားမြတ်ကိုရတဲ့နေရာမှာ तू ကတကောအဋ္ဌိပတ်နဲ့မှာတွဲပြီးတော့ရတယ်ယဟန်တွေရဲ့စိတ်ကို तू ကအေးအနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်အဲ့ဒါကြောင့်ယဟန်တွေရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေဟာဝါတွင်း3လအတွင်းမှာသူတို့လည်းပဲယဟန်တာဖြစ်ကြတယ်။ဒါသူတို့ယဟန်တာဖြစ်တာဒီဒကမာကြီးရဲ့ကြီးစုမကင်းဘူးနော်။နောက်တော့အဲ့ဒီယဟန်တော်တွေကနေတဆင့်ဒီဒကမာကြီးရဲ့ဂုံတရင်ကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်စည်းပေးနိုင်တယ်လို့ဒီတရင်ကအလွန်မှွေးတယ်ပေါ့။အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့ 地亚都嘛，面角角，面水；诺面面山山，底下头底下面样嘛，面水比较多段。后有的看见到都也水过，这个嘛也是呢。多学一的，到歉的时，学一要来。讲完了一百年了，但是没努力要你搞，没说，但是他妈要来。那我们送人哪部？啊，课本啦，这些送里面哪部也搞没说，送哪部来都要来。 ဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတာအဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူးသူများစိတ်သိတဲ့လူတွေကဒီလိုပဲလှုပ်ကြတာပဲဖေဟာကျုပ်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာဒကမာကြီးသူများစိတ်သိသလားဒါမမစင်ဖဲနဲ့ကြောင့်မမေးသင့်မမေးတိုက်တာတွေကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလှုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာပါနော် အဲ့ဒီလိုနှစ်ဖူးတွေတူတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီတိသွားတယ်ဆိုတာကိုလေတိလိုက်ရောဒီရန်လေးကမနေရတော့အဘလိုတော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တာမတင့်တော်တာကိုလည်းတွေးတာပဲလေအတော့ငါသာတကယ်လို့မတင့်တော်တာတွေတွေးနေရင်ခိုးတော့ခိုးတယ်နဲ့တကွာနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲအဲ့ဒါနဲ့ဘလို့မှတအားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတာ အဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့ခါကျတော့ဒီလိုတွေကြောင့်ပဲဗျာသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဲဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားတို့တရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားတိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့ဒါလိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဂါထာလေးကိုအဲ့ဒီနေရာမှာ နေရဲဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တာဒုန်နိဂဟတလဟုနောယထာကာမနိပါတိနော စိတ်တတဓမ္မထောတာတို့စိတ်တန်တန်ဒုက္ခဝဟဒုံနိခာတစိတ်ဆိုတာစုံမဖို့ပိုင်နိုင်ဖို့ကိုယ်လိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးနော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတော်ကြဟိုနာခုဒီအကြောင်းရာတော်ကြဟိုအကြောင်းရာရောက်ချင်ရာရောက်တွေ့ချင်တွေ့ယထာကမနိပါတိနောစီမရှိကမ်းမရှိဗယံဗရာရောက်ချင်ရာရောက်တွေ့ချင်ရာတွေ့ပြီးတော့ ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျက်စားတတ်တဲ့ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တ္တဓမ္မထောတာထုနော်စိတ်တ္တစိတ်ကိုဓမ္မထောယဉ်ကျေးအောင်ဆုံးမနိုင်ခြင်းဒီတာထုကောင်း၏ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့အဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာ ော်ဒီစိတ်မယင်ကြည်ဘူးယင်ကြည်တယ်ဆိုတာဘာကိုပြောတာတော့ဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အငြိအကြီးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြံထန်းနေဒီလိုခေါ်ရအဲ့ဒီလိုအနေအထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဖုံဖုံတို့နားလည်လို့ရပါတယ်နော် ်မမောမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထဲဖော်မယ်ဆိုရင်ပိုးပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်မယ်အဲ့ဒါလိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုးတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပောက်ကွဲတဲ့အဆင့်ရောက်သွားမယ်ဆိုရင်ပိုးပြီးတော့ဒါဘုံဘုံတို့ရဲ့ဘဝပင်ပန်းလိုက်မယ်ဆင်းရဲလိုက်မယ်နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော် လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်။အဲ့ဒီစိတ်ရိုင်းပြီးတော့မှဒါလည်းအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်သွားတာတော့ရိုင်းသွားတာ။အဲ့ဒါကိုဘုမနုကနီးမှလမ်းမှဒီစိတ်ကိုလိန်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့ခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ဆိုပြီးတော့သူ့ရဲ့နေရာမှာ နော်ဆွန်လွတ်နိုင်မှုတွေအဒေါသဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့ เนาะအမောဟာပညာတရားတွေဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုစုံမတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်။အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့။လက်တွေလေးဘုံဘုံတို့ဟိုကြိုးပမ်းအထုတ်ကြည့်တဲ့နေပေါ့နော်။ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်ဒီပြိုင်တဲ့ထဲနားလေထားရမှာကဩငါစိတ်တွေရိုင်းနေပြီဆိုတာကိုနားလဲရမယ်။စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးနော်။ တပုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကလုံးရဲ့နယ်ပယ်ကျက်ပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့နော်။တာမမင်းဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကသင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လား။တကယ်တကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာ။ဟုတ်လားစိတ်ကရိုင်းနေရဲ့အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးနော်။ဟုတ်လား။ဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကို မဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့လေအဲ့ဒါဆိုလို့ရှိရင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့အဲ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောထားတာပဲလေဒုံနေကဟတာနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုံဘုံတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလာရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ် အဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုံဘုံတို့စူးစမ်းနိုင်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြိမ်းအေးမှုတတ်တာမှုချမ်းသာမှုဘုံဘုံတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာက ဖြစ်အောင်လုပ်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုံဘုံတို့ဘာလုပ်အောင်လုပ်စူးစမ်းကြဒါကြောင့်မြတ်စွာဘုရားက အမျော်မြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတတာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခုနှစ်နှစ်သားလေးနဲ့ရဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်အဲ့ဒါသူ့ရဲ့ဥပိ္ပဇေဆရာရှင်သာတိပုတ္တရာနဲ့ကိုရင်ဝတ်ပြီးမကြသေးပါမကြခင်ပါပဲမြို့ထဲကိုဆွန့်ကန်လိုက်သွားတာလို့ဆွန့်ကန်လိုက်သွားတဲ့အခါကျတော့ ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလေကွင်းတွေရှိတော့အဲ့ဒီလေကွင်းတွေကိုဖြတ်ရတာဟုတ်ဖြတ်ရတဲ့အခါကျတော့လေကွင်းတွေထဲမှာလေသမားတွေကမြောင်းလေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးဘူးအဲ့တော့ရှင်သာတိပုတ္တရာကို မေးတယ်တဲ့အရှင်ဘုရားဒီရေတွေက စိတ်ရှိသလားလို့မေးတယ်အခုလို့မေးတာတော့ဆိုတော့လူကျင်တဲ့နေရာကိုရေတွေကတော့တွင်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 နဲ့စီးလာတာ ်ဟိုနားလေးလိုချင်ဟိုနားလေးဆွဲရသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့ခါကျတော့သူ့မှာစိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာဘာမေးအာကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်းကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်တမထာတရားဝိပဿနာတရားနဲ့ နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မရအောင်မလုပ်နိုင်မဲ့ရှိရမလို့နော်အဲ့လိုစဉ်းစားဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်ဟိုမုတ်ဆိုးတွေလေးသမားတွေမလုပ်နေကြတာတွေ့ဆုံးဆိုတော့မြားရံတွေကိုဖြောင်းနေတွေ့။ညမျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်။မီးပေးမီးပေးမှာမီးဖို့ပြီးတော့အဲ့ဒီအပူပေးလိုက်ဖြောင်းလိုက် နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လှုပ်တာပေါ့နော်အဲ့တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်တယ်ရှင်ဗျာတဲ့ဒီဝါရံလေးတွေမှာကိုစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောစောကလို့စိတ်မရှိတဲ့ဒီဝါရံကိုတောင်ကိုလိုချင်လို့ဖြောင်းယူလို့ရတယ်ဆိုရင်ငါငါစိတ်ကိုဘယ်နဲ့ကြောင့်နော်ဖြောင်းမတ်အောင်ယဉ်ကျေးအောင်အည်သွေးရှိအောင်လှုပ်လို့မရပဲရှိမလို့ငါဖြစ်အောင်လုပ်မယ်အဲ့ဒီလိုတွေးတယ် ဲ့ဒါနဲ့ဘုန်းကြီးတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံမျိုးစုံလုံကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့တော့ဆိုတော့လက်သမားတွေလဲဘိန်းတွေလုံနေကြမြင်ကွင်းကအစုံမြင်ရတာပေါ့နော်အဲ့ဒီလဲဘိန်းတွေလုံနေတော့လဲဘိန်းတွေကဘုန်းကြီးတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှာဝိုင်းကြီးဖြစ်သွားတာအိုးအဲ့ဒါကိုဒီမှာစုတို့စောက်တို့ဓာတ်တို့ပဲကတို့နဲ့ရွှေကြခုတ်ကြထစ်ကြပြုတ်ပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်က အရှင်ဗျာဒီတစ်သားတွေမှာကိုစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်ဆိုတော့ကလို့ပဲစိတ်မရှိတဲ့အသားပေါ်တောင်လူချင်းတို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတို့ကောင်းတရားမှာလိမ်မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုပ်နိုင်ပဲရှိရမလို့ငါလုပ်မယ်အဲ့လိုစဉ်းစားအဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ဖို့ငချင်းသားလေးနဲ့ ော်ဆွန့်ရအောင်လဲဆွန့်ခံခဲ့ပါအောင်လို့ဒီလိုမာခဲ့ကိုရင်ကဒါရှင်သာရိပုတ္တရာလဲခွင့်ပြုတယ်တူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်တွေအခြေခံပြီးတော့သူ့စိတ်ကိုဆောသောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့နော်ယာကဒေါသမောဟမာနအိတ္တမစီယစရှိတဲ့နော်ကိလေသာတရားတွေမဝင်အောင်တနည်းအားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင်နီးမှလမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုတ်ရဟနာဖြစ်တယ် အဲ့ဒီမှာတကယ်ကိုရင်ပန္တိတာဟာတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘဝန်တို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမအောင်ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အတိပဲရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောတယ်ဥဒကေညိနယံတိနိဋ္ဌိကဥတုဂါရဓမယံတိဒေသနာဓာရုံဓမယံတိတစ္ဆကအတ္တနာဓမယံတိပန္တိတာတဲ့ဥဒကေညိနယံတိနိဋ္ဌိက နိဋ္ဌိကလေသမားတို့သည်ဥဒကံရေကိုနေရန်တိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေပြီးတော့ယူရတာပေါ့နော်လေသမားတွေဟာရေကို ကိုလိုတဲ့နေရာကိုယူကြတယ်ဥဒုကာရဓမယန္တိတေဇနံဥဒုကာရလေသမားတို့သည်တေဇနံမြားတံကိုဓမယန္တိအပူပေးပြီးဖြောင်းရတယ်မြားတံလေးကဖြောင်းနေမှကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်းတန်းမှတ်မှတ် မှန်နိုင်မှာကိုမြတ်တန်ကဝိဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြည့်ရှင်တဲ့ပြည့်မတ်ကိုမှန်အောင်ပြည့်ဖို့မဖြစ်နိုင်ဘူးအဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှတို့သိတဲ့ရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်ပြည့်မတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြတ်တန်ဖြင့်ပြည့်မတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုန်းဘုန်းတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥရကေကြီးနေယတိနိဋ္ဌိကဥတုကာရဓမယတိတေဇနံဓာရုံဓမယတိတစ္ဆကာ ဓာရုံဓမယန္တိတစ္ဆကတစ္ဆကလက်သမားဆရာတို့သည်ဓာရုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံတံဖြစ်အောင်ဖန်တီးကြ၏ဟုတ်လားအစတော့တေးရင်တုံးကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီးဆိုလို့ရှိရင်ပြိဘောကအတုံးဆောင်လည်းဖြစ်နိုင်တယ်စောတော့ကပြောလို့ယင်တွေရဲ့အစိပ်ပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နေရုပ်ထုလည်းဖြစ်နိုင်တယ်ဆင်းတို့တော်လည်းဖြစ်နိုင်တယ်ဒီတေးသားအရင်တုံးကဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းတို့ကနီးမှလည်းမှစနစ်တကျ တော့ဖြုတ်ပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမြုံမန်းနိုင်တဲ့အကျိုးရလက်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချဲ့တွင်ပြီးတော့တွေးဖို့ဘုံဘုံပြောတာပါဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုတိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုခြင်းတဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော်လေသမားဆိုရင်လည်းမြားတံကိုတော့ဖြတ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ် မြာဓမ္မဖြောင်းအောင်မလုပ်နိုင်တဲ့လေးသမားဟာဘလို့လုပ်ပြီးတော့မှသူပြည့်ရှင်တဲ့ပြည့်မှတ်ကိုမှန်အောင်ပြည့်နိုင်တဲ့လေးသမားဖြစ်မှာမဟုတ်ဘူးเนาะအဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ရှင်တဲ့ပြည်ဘောကပြည့်စီဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်နောက်ရှင်လက်သမားဆရာဟုတ်မှာဖြစ်မှာမဟုတ်ဘူးเนาะရေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူးမြာဓမ္မမဖြောင်းနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူးကိုလိုချင်တဲ့ပုံစံမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူးအဲ့ဒါလိုပဲတဲ့နောက်ဆုံးကြတော့ပြောတော့ အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့နော်ဒကာတော်မတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အစုံမနော်အတ္တနံဓမယန္တိပန္တိတာပန္တိတာအမျှော်မြင်ရှိကြတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့နော်ဘာလို့ရင်ဘာဖြစ်မဲဆိုတာကိုနားလေကြတဲ့ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိစောစောကပြောသလိုယဉ်ကျေးအောင်မယိုင်းဆိုင်အောင်ဆုံးမကြတယ်တဲ့ ရေကိုကုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်ဘူး။မြားသမားမဖြောင့်နိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။ဟုတ်လား။အဲ့လိုပဲကုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလေသမားမဖြစ်နိုင်ဘူး။နောက်ဆုံးစကားကျတော့ဘယ်လိုပြောမလဲ။ကိုယ်စိတ်ကိုမှမစုံမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိ မဖြစ်နိုင်ဘူး။ဟောဒီလိုမျိုးတွေးရမှာနော်။ဒါကြောင့်ဒီကထာလေးတွေကိုဖုံဖုံတို့ကြည်ချင်းအဖြစ်ကိုယ်စိတ်ကိုစုံမရတာခက်ခဲတယ်။မလွယ်ကူဘူးဆိုတာကိုဖုံဖုံတို့ နော်တိထားတော့လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုနော်ဖြစ်မြောက်အောင်ဘုဖုံတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလားလို့လည်းနော်အဲ့ဒါကိုဘုဖုံတို့လုံမသားလည်းကိုလိုချင်တဲ့ချမ်းသာရမှာနော်ခက်တယ်ဆိုပြီးတော့မလုပ်ပဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ချမ်းသာကရမှာမဟုတ်ဘူးတကယ်တမ်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဘုဖုံကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူးလွယ်တဲ့အတိုင်းပဲဘုဖုံတို့ဖြစ်တယ်လို့ပဲနေမယ်ဆိုရင်တော့ ဒါကချမ်းသာဖို့အကြောင်းမရှိဘူးကိုစိတ်ကိုပုံမှန်တော့လွတ်ထားဖို့ဆိုတာလွယ်ပါလေဒီတိုင်းပဲထားလိုက်ရုံပဲလေအိဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းပေါ့လွယ်လဲလွယ်ပါလေဘာမှခက်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 ပုံမှန်တော့ကြိုးပမ်းစရာမလိုဘူးအာယုံကောင်းနဲ့တွေ့ရင်ပုံမှန်တော့ကြိုက်မှာနော်အာယုံရိုးနဲ့တွေ့ရင်ပုံမှန်တော့မိုက်မယ်ပေါ့နော်ဒီလိုသွားတာဒါလွယ်ပါလေဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကပုံမှန်တော့လိုချင်တဲ့ကောင်းကျိုးရလက်ကိုဖြစ်စီမှာမဟုတ်ဘူးဟုတ်လား ဟာအိဋ္ဌာယုံနဲ့ပဲတွေ့တွေ့နေဋ္ဌာယုံနဲ့တွေ့တွေ့မဆိတ်ကို မရိုင်းစေရဘူးအမှန်သိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ်နမိတ္တတရားကိုပဲဖြစ်ထွန်းစေရမယ်တိခံမှုခွန့်လွတ်မှုကိုပဲဖြစ်ဖြစ်ထွန်းစေရမယ်လို့အဲ့ဒါလို့ကိုယ်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုဖွန်းတို့စုံမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူးစိတ်ဆိုတာနေရရှိတဲ့သဘောကိုစောစောကရည်လိုပဲသူကဟုတ်လားကိုလိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုတာအားဆိုင်ရဒီတိုင်းပြစ်ထားမယ်ဆိုရင်ရေကသူ့အတူနေရာ เนาะအပေါက်ရှာပြီးတော့စီးသွားမှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုမတို့မလုပ်ရင်လိုလားတောင်းတတဲ့ကောင်းချိုးဟာပြည့်စုံမှာမဟုတ်ဟုတ်လားအဲအဲ့ဒီခက်တဲ့ကိစ္စကိုပဲငါဖြစ်မြအောင်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းချိုးချမ်းသာကိုရမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေသမားတွေဟာမြတ်ကိုဖြောင်းကြတယ်လက်သမားတွေဟာတက်သားကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဗန်ဒီလုပ်ကန်ကြတယ်အဲ့ဒါလိုပဲအမျော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့ ပညာရှိတယ်လို့ဆိုတဲ့ပုံကိုယ်တွေဟာအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကိုကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့တော့အဲ့လိုဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုစုံမမလို့ဩဒါကအရေးပါတဲ့မိငုံဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ္မာအောင်ယဉ်ကျေးအောင်ဘယ်လိုစုံမမလို့ဒါကိုယ်စိတ်ကိုဘယ်လိုစုံမမလဲဆိုတဲ့မိငုံရဲ့အဖြေလူရင်းတူရှင်လေးဘုံဘုံတို့ တန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်။အဲဒီကနေ့ညဘုံဘွားအဲ့ဒီဂါထာလေး၃ပုဒ်ကိုခု၂ပုဒ်ရှိပြီနော်ပြောတာ။ဂါထာလေး၃ပုဒ်ကိုဆက်ဆက်ပြီးတော့ဘုံဘွားပြောနေတာဟုတ်လား။အစီအစဉ်လေးချပြီးတော့ပြောနေတယ်။အဲ့ဒီတန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာလေးကိုရင်တာနုလူထွက်ခြင်းလို့အရင်ဘွားကဘီလူမတော်အရင်ဘွားအမေတော်ခဲ့တဲ့ဘီလူမကဒီကိုရင်ရှိနေတော့သူက သူ့ဘလူလောကနတ်လောကမှာသူကမျက်နာပွင့်တော့ကိုရင်ကိုမထွက်စေချင်ဘူးအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘလူမကဝင်ပုပြီးတော့တကယ်လို့သာထွက်မယ်ဆိုလို့ရှိရင်ဘလူမငါ့လက်ကမလွတ်เสียအောင်ငါပဲဖြစ်ဖြစ်အောင်နှိပ်ဆက်မယ်ဆိုပြီးတော့ကိုရင်ကိုဝင်ပုပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းရံမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်သားနုကလူမထွက်ပါဘူးနောက်တော့သူကတရားဟောကောင်းနေနောက်ဆုံးရဟန္တာဖြစ်တယ် အဲ့ဒီကိုရင်သာနုကိုကြောင်းပြူတယ်မြတ်စွာဘုရားဟောတဲ့ဂါထာအလွန်ထင်ရှားတယ်အလွန်လက်ကောင်းတယ်အဲ့ဒီဂါထာလေးကိုဘုန်းဘုန်းတို့အလွန်တရားမှအတိပဲပြည့်ဝတဲ့အတွဲကြောင့်စိတ်ကိုစုံမဖို့အတွက်အတူဆုံးနီလန်းပေးထားတဲ့အတွဲကြောင့်စိတ်ထဲမှာဟိုမှတ်မှတ်သားသားလေးဖြစ်အောင်နားစီခြင်းတယ်ပေါ့နော်။ဗာပြောထားတော့ဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစေကယထကမယထဒုက္ခံတတိဇာဟနေကနိတာမိယောနိတောဟဋ္ဌိပပိနံဝေယအင်ကုတကဟောတဲ့ ကာထာကြီးကာထာဆိုရတာတော့နည်းနည်းခက်တယ်။ဣဒံပုရိစေတမသာရိဇာရိကံယေနိစကံယထာကမယထာဒုက္ခ။ဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘလို့ပြောတော့။ပုရိရှိခါကာလ၌ဣဒံစေတံဤစိတ်တည်ဆိုလိုတာ ရှိတုံးကစပြီးတော့ခုချိန်ထိတိုင်အောင်တတဝရရဲ့စိတ်ဘသူစိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှပေါ့ဗျာဟုတ်လား။စိတ်တည်ရဲ့သဘောကဘလို့ရှိတော့ ਨੇ ။ဟိုရှိတုံးကစပြီးတော့ဒီကနေ့တိုင်အောင်ဣဒံစေတံဤစိတ်တည် ယထကာမယေနိစကံယထကာမယထဒုက္ခယေနိစကံအလိုရှိတိုင်းယထကာမအလိုရှိရာယထဒုက္ခကောင်းလို့ရာရာစာရိကံလှဲ့လေခြင်းကို အစရိလှဲ့လေခဲ့ဘူးလားလိပြီတရားဓမ္မတို့ဘုန်းတို့ရဲ့စိတ်ကအိုးဘဝတန်လျာကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်းသလိုကျက်စားလာခဲ့တယ်အာယုန်နေရဲ့ ပုံမှာထင်းသလိုကျက်စားလာခဲ့တယ်အဲ့လိုထင်းသလိုကျက်စားလာတယ်ဆိုတာကိုမြတ်စွာဘုရားဘယ်လိုလေးပုံဖော်ပြအောင်အဲ့ဒါလေးကိုဘုန်းဘုရားအလွန်ပြောခြင်း ရေနိစ္စကံယထကမယထာတုခံစကလုံးလေး၃လုံး၃ရေနိစ္စကံအလိုရှိတိုင်းယထကမအလိုရှိရာယထာတုခံကောင်းလို့ရရာအဲ့တော့ဖုံးဖုံးစိတ်ထဲမှာဘလို့နားလေသွားတော့ဘလို့တွေးမိတော့ဆိုတော့အော်စိတ်ဆိုတာနော်ကောင်းလို့ရရာ तू ကောင်းမယ်ထင်တဲ့အာယုန်တွေပေါ်မှာကျက်စားလာဟုတ်လားယထာတုခံကောင်းလို့ရရာအဲ့ဒီ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာကျက်စားတဲ့ခါမှာလည်းပဲအဲ့ဒီကောင်းတယ်ဆိုတာတဲကိုမှာ ူကဘာထက်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော်ကောင်းတယ်ဆိုတာတည်းကမှသူကြိုက်တာကိုထက်ရွေးတယ်ဟုတ်လားနော်ကောင်းနိုင်လဲဖုံဖုံတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစတော့ကောင်းမဲ့ထင်တာကိုရွေးပြီးတော့ကျစားတယ်အဲဒီကောင်းမဲ့ထင်တာတည်းကမှကိုစိတ်ကြိုက်ကိုကြိုက်တာထက်ပြီးတော့ရွေးတယ်ပေါ့အဲဒီကြိုက်တာကိုတွေ့ပြီးဆိုရင်တော့ရေနှိစကံအလိုရှိတိုင်းတဲ့အလိုရှိတိုင်းဆိုတာကတော့အတိုင်းအစမရှိတော့ဘူးပေါ့နော်ဒီတည်းပဲသူက တဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့စစ်စားနေတော့တာစိတ်ရဲ့သဘောလေးကိုဘုံဘုံကအမျက်စွာဖះပြောပြတဲ့စကလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုဖြုတ်ပြတာဟုတ်လားကောင်းတယ်ထင်တာတည်းကမှကြိုက်တာကြိုက်တာကိုတွေးပြီးဆိုရင်တော့ကြိုက်တဲ့လောက်သူကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောနော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တိုင်အောင်ဒီစိတ်ဟာဒီပုံစံနဲ့သူထင်းတယ်လို့စစ်စားလာခဲ့တာပေါ့နော်အထင်ရင်ကိုမရှိဗယံပဒါဒီလိုလာခဲ့တာအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဥမာပေးတော့ အင်ကုတကဟောတဲ့ချွန်းကင်သောရှင်တိန်သည်ဟဋ္ဌိပဗေနအမုံရသောရှင်ကိုနေကနာတိဝိယနှိတ်ကုဆုံးမတကဲ့သို့အစ္ဆာယနေ့အဟံငါသည်တန်စိတ်တန်ထိုဖြစ်ခြင်းတိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောယောနိသောမရတိကာရလို့ဆိုတဲ့တင့်တင့်လျှောက်ပမှန်ကန်စွာတွေးတော်ဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမရတိကာရဖြင့်နေကနိတာမိနှိတ်ကုပေအံဆုံးမပေအံဒီကြတော့သူကနှိတ်ကွတယ်ဆိုတဲ့စကားကိုတုံးတယ်ဟုတ်လား ဲ့ဒါမြတ်စွာဘုရားဘယ်လိုဥမာပေးတော့ချုံးကင်ထားတဲ့ဆင်တိန်းဟာအမှုံရစ်တဲ့ဆင်ကိုစုံမတယ်လို့နှိမ့်ကွတယ်လို့တဲ့ဟုတ်လားဩဆင်ကိုဖုံဖုံတို့စုံမတဲ့နေရာမှာဆင်ကိုနိုင်အောင်ကင်တဲ့နေရာမှာလက်ချီဗလာတက်တဲ့နေသွားပြီးတော့ကင်လို့မရဘာပါရမလို့ချွန်းပါရမယ်နော်အဲ့လိုပဲဖုံဖုံတို့ရဲ့စိတ်ကိုဖုံဖုံတို့ကင်တွေတဲ့နေရာမှာဘာမှဖုံဖုံတို့အသိဉာဏ်ပညာမရှိဘဲနဲ့ ကိုရှိကိုလိမ်မာခြင်းလိမ်မာစီခြင်းနဲ့ယဉ်ကျေးသေးခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုံဘုံတို့ဆုံးမလို့မရဘူး။အမုံရစ်တဲ့ရှင်ကိုဆုံးမပဲဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့။နော်ဒီစိတ်ကိုဘုံဘုံတို့ဆုံးမပဲဆိုလို့ရှိရင်လည်းလက်နဲ့လိုတယ်ပေါ့နော်။အဲ့ဒီလက်နဲ့ကိုဒီနေရာမှာမြတ်စွာဘုရားပါပြောဆိုယောနိတော်လို့ပြောတယ်။ယောနိတော်ဆိုတာယောနိတော်မနတိကာလကိုပြောတာ။နော်ယောနိတော်မနတိကာလဆိုတာနော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောပေါ့။လမ်းကြောင်းမှန်မှန်တွေးတာ။ ဘသူစဉ်စဉ်းစားတာဆင်ကျင်တာတွေးတောတာလမ်းကြောင်းမှန်တယ်။မှန်တဲ့အတိုင်းသူတွေးတောတတ်တယ်ဆင်ကျင်တတ်တယ်။နှလုံးသွင်းတတ်တယ်အဲ့ဒါကိုပါခေါ်တော့ရှင်းလို့တော့မလို့သိခါတာ